ားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြည့်ကြည့်ပါရစေ။ Champions League သတ်တည်အောင်နေမှာပါ။ Manchester United အသင်းကဒီနွေရာဒီမှာသူတို့ဘက်ကအငားချတာတဲ့ကစားမတွေရှိကနေပြောင်းထွေချီညာစွာရဖို့ပြောနေထားတယ်။အတိကတော့ဗျာ Ruben Amorim ကို နွေရာဒီမှာ ကလပ်ကထိုက်သိနေပံ့ပိုးမှုတွေထပ်ပြီးပြုလုပ်ပေးမယ်။ဆောင်းရတီပါတွေကလည်းကစားမသစ်တီရနိုင်တယ်။ဒါပေမဲ့နွေရာတီမှာသူတို့ဘက်ကတက်ခတ်ထားတဲ့ပတ်စံတွေရှိတာပေါ့လေ။အဲ့ဒါကအခု Manchester United ကသူတို့နွေရာတီမှာ Marcus Rashford ရဲ့အပြောင်းအရွှေ့ကနေပတ်စံရဖို့ရှိတယ်။နောက်တစ်ဖက်ကအခုလက်ရှိတခြားကစားမတီတွေကနေ မေရှန်ဂရင်းဝုကိုဒါတပတ်ကမာစီအသင်းသားရောင်းချရင်ရောင်းရငွေရဲ့ပါစန်တေ့ရမယ်ကိုရရှိမယ်တပတ်မှာလဲရော့စပော့ဝိုင်လန်ကိုရောင်းလို့ရမယ်ပြောင်းဖွေချီအပိသက်ပြောင်းဖွေချီအဖြစ် တကယ်လို့များစံချူသားချီပွန်းပြလာခဲ့ရင်ဆန်ရှူချီကလည်းပြောင်းဖွေချီရမယ်ဆိုတော့ United ကမာကတ်ဆော့ရှူချီကယူရိုတန်းလေးစီအခုလောလောဆယ်မှာရက်ရှ်ဖို့ကဘာဆိုနာမှာချီပွန်းပြတယ်အဲ့ဒီအတွက်ကြောင့်တေချာပေါ့ရက်ရှ်ရှီကပြောင်းဖွေချီလာရမယ် ောက်တစ်ခုက Rustman Wildland Wildland ကလည်းယူရို45တန်းနဲ့48တန်းကြာရှိတယ်။ဆိုတော့48တန်းလောက်ရှိတဲ့ပြောင်းရွှေ့ခြင်းမှာ Rustman Wildland ရှိတာလည်းသူတို့အနည်းဆုံး45တန်းရမယ်ဗျာ။45တန်းဆိုရင်အနည်းဆုံး85တန်းဖြစ်ပြီ။ Wildland ကလည်းအခုလက်ရှိ Napoli တဲမှာ Antonio Conte လက်ထက်မှာရောနောက်တောက်လျှောက်ကောင်းနေတာသူနောက်တစ်ခုကဒက်မန့်နဲ့လူဝိစင်အသင်းမှာလည်းခြေဖမ်းပြနေပေါ့အခုလက်ရှိမှာ Rasmus Wildland ရှိတာလည်း United ကပတ်စံရဖို့ရှိတယ်။ဆိုတော့အဲ့မှာနေ ရက်ရှ်ဖို့နဲ့ဝိုင်လန်းရှိကနှစ်ယောက်ထဲကနေပဲအနည်းဆုံး80နဲ့90ကြာရနိုင်တယ်ဒီကြားထဲမှာတကယ်လို့များဂျီဒန်ဆန်ချူသာပေါ်ဖော်မန့်ကောင်းခဲ့ရင်ဆန်ချူရှိကအနည်းဆုံး20အစိတ်လောက်ရနိုင်တယ်ဂျီဒန်ဆန်ချူကတော့အခု low 30 sofa ရတော့ရောင်းဖို့ခက်နေတယ်။ဘာကြောင့်ခက်နေလဲဆိုတဲ့အချက်ကသူကိုယ်တိုင် astrobita မှာနေရာမရဘူးဖြစ်နေတယ်။ ကြံ့ခိုင်မှုမပြေဝတဲ့အတွက်ကြောင့်အဆောဗီလာကဝဲဖို့မွယ်ဖို့မတေချဘူးဒါပေမဲ့အာဆိုဗီလာသာရောင်းဝယ်ဖြစ်ရင်ဆန်ချူချီက20ဆိုဒီ3ယောက်ရှိတာယူနိုက်တက်ကအနည်းဆုံးတန်းတရာနဲ့120ကျားလောက်သူရှာတယ်။ဆိုအဲ့ဒါကသူတို့လွေရာတီမှာကစားမအစ်တယောက်ကောင်းကောင်းခိုးလို့ရတယ်။သူတို့လိုချင်တဲ့ကွင်းလေကစားမတယောက်ကောင်းကောင်းခိုးလို့ရတယ်အမောက်။တစ်ချိန်တည်းမှာပဲမန်ချက်စတာယူနိုက်တက်ကနောက်တစ်ချက်ကဘာလဲဆိုတော့မေဆန်ဂရင်းဝုဒ်ရှိကလည်းပြောင်းရွှေ့ချီမျောလင်းထားတယ်။ greenwood ကသူတို့မာဆေးကိုတန်း30ကျော်နဲ့ရောင်းထားပြီးသားဒါပေမဲ့ mason greenwood ရဲ့အပြောင်းရွှေ့မှာ manchester united ကပြောင်းရွှေ့ခြင်းရဲ့90ရာခိုင်နှုန်း90ရာခိုင်နှုန်းဆိုအဲ90ရာခိုင်နှုန်းဆိုတဲ့အမောက်တစ်ခုကသူတို့အတွက်တော်တော်လေးကောင်းဆိုတော့90ရာဆို greenwood ရဲ့လက်ရှိ current market ပေါက်ကြီးကတန်း40ပဲရှိတယ်ဒါပေမဲ့သူ့ကိုလိုချင်တဲ့အတင်တွေကအနည်းဆုံး60 80 80လောက်ပြီးရပါတော့သူ greenwood ကအသက်က23ပဲရှိတယ်ခြေစွမ်းလည်းပြနေတယ် ်ဒီသီးလီမှာလည်းခြေစွမ်းပြတယ်ချန်ပီယံလီမှာလည်းခြေစွမ်းပြတယ်ဆိုတော့ Greenwood ကိုမာဆေးတာရောင်းရင် United ကဒါထားပါတော့တန်း80တဲ့ရောင်း35တက်ရမယ်တန်း80ရောင်းတန်း40ပြီးတော့90ရောင်းတော့ဆိုတော့ကျွန်တော် Greenwood ကို80ပဲထား Greenwood ကို80ဆိုရင် United ကအဲ့ကနေတန်း40ရမယ် Rushford ရှိကတန်း40ရမယ် Wildland ရှိက45တန်းရမယ်ဆိုတော့အဲ့မှာတွေ3ရောက်ရှိက125တန်းကျွန်တော် Thailand Malaysia တို့ဘာတို့ဒါ Jiran Sancho ထပ်တော့တင်ထားပါတော့ Sancho က15တန်းပဲထားပါဦး န်၄၀တန်၃၄၀ရတယ်တကယ်လို့အဲ့တန်၃၄၀ဆိုရင် United ကသူတို့လိုချင်တဲ့ budget လည်းရမယ်သူတို့လိုချင်တဲ့ဈာမလေးခွန်နိုင်မယ် club ကပေးတဲ့ထပ်ပြီးတော့ပတ်စံပြောင်းလိုက်လို့ရှိရင် Man United လိုချင်တဲ့ကွင်းလေတွေရတယ်အခုလောလောဆယ်မှာပြ Modern Quiman ဆိုတဲ့ Demet ရဲ့အသင်းကောင်းဆောင်ဒီ Sporting Lisbon ရဲ့ Demet အသင်းကောင်းဆောင်ကွင်းလေကစားမဟုတ် like ကို like နေတယ်သူက50လောက်ရှိတယ် ီးတော့ Adam Water ကိုလိုက်နေတယ်။သူကတော့ပေါင်တန်း80 80ရှစ်ကြာရှိတယ်။နောက်တစ်ယောက်ကတော့ဒါ Elliot Anderson ကိုလိုက်နေတယ်။သူကလည်းအနည်းဆုံး80 80ကြာရှိပြီးတော့ Carlos Baliba က136တဲ့ကျွန်တော်ထင်တာတော့ Carlos Baliba သူတို့မခေါ်လောက်တော့ဘူး။ဒါဒါတော့မှတော့ကျွန်တော်တို့ခု Menu တို့ Joshua Zirkzee တို့ကျွန်တော်ထက်မတွက်သေးဘူး။ဒါပေမဲ့ကုလလောဆယ်မှာ Man United က Rashford ရဲ့ Sancho ရဲ့ Wildland ရဲ့ Greenwood ရှိတာပြောင်းရွှေ့ခြေကိုအဓိကမျှော်လင့်ထားပြီး good business တခုဖြစ်ဖို့ ਨੇ ထိတ်တန့်အဆင်ရှိတဲ့အပြောင်းအရွှေ့အတွက်ထိတ်တန့်သူတို့ကပြတာကတ်ထားတာကကိုယ်နဲ့သားမှာနှစ်ယောက်လောက်အနည်းဆုံးဖြည့်ချင် လိုအပ်ရင်စန်တာဘတ်လည်းလိုချင်တယ်ဒါပေမဲ့ကွင်းလေကစားမှ2ရောက်ခက်စမီတို့ကိုရေရှည်တနစ်ထပ်တိုးရင်တော့မှနောက်ထပ်အစားထိုးမဲ့ရေရှည်ကစားလို့ရမယ်ကွင်းလေ1ရောက်နဲ့နောက်ထပ်ထောင်းတော်မီ1ရောက်2ရောက်လောက်ဆိုတော့ခုလိုလိုဆက်မောက် point ဒီ Man United ကတောက်လျှောက်တောက်လျှောက်ကြည့်နေတာဖြစ်ပြီးတော့ခုလိုလိုဆက်ဒီကစားမှရောင်းချမှုကလည်းညူးညူးမြက်မြက်ရဖို့လိုနေတယ်ဒါကြလို့တယောက်ခေါ်ရမယ်သူတို့ခေါ်ချင်တယ် point point man ကိုခေါ်ချင်တာနောက်တစ်ဖက်ကဒီ Adam Warden လို့ Elliot Anderson လို့နောက်တစ်ချက်မှာ Ed Edison တို့ Carlos Balibar တို့ဘယ်သူကိုလူချင်းကြလဲကိုမမဝင်ရမှတ်ချက်ပြကြပါလို့ကျေးဇူးတင်ပါတယ်